င်းဝဲမင်္ဂလာပါမလေးစကက်ပြောအစီအစဉ်မှာပြန်လည်ပြီးရောကြိုဆိုပါရယ်ဒီနေ့မှာအမေးပြည့်စကလုံးမျိုးကို ကျွန်တော်နဲ့အတူတူလွယ်ကူရိုရှင်းစွာထပ်ပြီးတော့လေ့လာကြည့်ပါမယ်ဘာကိုင်းမာနာကေချာပါရူအလုတ်တစ်ကဘလို့လဲဘာကိုင်းမာနာဘလို့လဲကေချာအလုတ်ဘာရူအစ်စ်ဘာကိုင်းမာနာကေချာပါရူအလုတ်တစ်ကဘလို့လဲ ။ဆာယာဘိုလေးကေကြဘွက်ကျွန်တော်အလလုတ်တာအစဉ်ပြေပါတယ်။ဆာယာကျွန်တော်ကျမဘိုလေးအစဉ်ပြေသည်ကေကြအလုတ်ဘွက်ပြုလုပ်သည်ဆာယာဘိုလေးကေကြဘွက်ကျွန်တော်အလလုတ်တာအစဉ်ပြေပါတယ်။ဘာဂိုင်းမာနာကြာရီဝန်းငွေရှာရတာဘလို့လဲ။ဘာဂိုင်းမာနာဘလို့လဲ။ကြာရီရှာဖွေသည်ဝမ်ပစံဘာဂိုင်းမာနာကြာရီဝန်းငွေရှာရတာဘလို့လဲ။ စာယာဂျာရီဝမ်ဆူဆကျွန်တော်ငွေရှာရတာခက်ခဲပါတယ်စာယာကျွန်တော်ကျမဂျာရီရှာဝေးသည်ဝမ်ပစံဆူဆခက်ခဲသည်စာယာဂျာရီဝမ်ဆူဆကျွန်တော်ငွေရှာရတာခက်ခဲပါတယ်မကြမ်းမနာဝတ်အီနီဒါကိုဘလို့လုံးရမလဲမကြမ်းမနာဘာလို့လဲဘွဲ့ပြုလို့သည်အီနီဒီယာဒီယာမကြမ်းမနာဘွဲ့အီနီဒါကိုဘလို့လုံးရမလဲ ဘွဲ့အင်းကြီးပြာစဒါကိုပုံမှန်လို့လုပ်ပါဘွဲ့ပြုလုပ်သည်အင်းကြီးဒီယာဒီယာပြာစပုံမှန်ဘွဲ့အင်းကြီးပြာစဒါကိုပုံမှန်လို့လုပ်ပါမကြမ်းမနာဘော်တော်ကာယုတစ်သားကိုဘလို့ဖျက်ရလဲမကြမ်းမနာဘလို့လဲပေါ်တော်ဖျက်သည်ကာယုတစ်သားမကြမ်းမနာပေါ်တော်ကာယုတစ်သားကိုဘလို့ဖျက်ရလဲ ်ဘောတော်ကချီကချီတသေးဖြတ်ပါဘောတော်ဖြတ်သည် ကချီ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 ဆိုတာကကျွန်တော်တို့တသေးကိုပြောတာဖြစ်ပါတယ်အသေးလေးတွေကိုလှုပ်ပါလို့ပြောတာဖြစ်ပါတယ်မကြမ်းမနာကြံပိုးဤတုဟိုဟာကိုဘလို့ရောမလဲမကြမ်းမနာဘာလို့လဲကြံပိုးရောတော့ဒီဤတုဟိုဟာဒီယာမကြမ်းမနာကြံပိုးဤတုဟိုဟာကိုဘလို့ရောမလဲ ကျမ်ဘူးစတန်ကစတန်ကတဝက်စီရောမယ်ကျမ်ဘူးရောတော့ဒီစတန်ကတဝက်စတန်ကဆိုတာကကျွန်တော်တို့တဝက်ကိုပြောတာဖြစ်ပါတယ်ကျမ်ဘူးစတန်ကစတန်ကတဝက်စီရောမယ်လို့အဓိပ္ပာယ်ရပါတယ်ဒါဆိုကျွန်တော်တို့စစောကပြောလိုက်တဲ့စကားလုံးတွေကိုတလုံးချင်းစီပြန်ပြီးတော့လေ့လာကြည့်ပါမယ်။မကြမ်းမနာဘာလို့လဲ။ကဲကြအလုတ်ဘာရူအစ်စ် ဘိုလေးအစဉ်ပြေသည် ရသည်တာဟန်တီးခန့်သည်ကြာရီရှာဖွေသည်ဝမ်ပစံစူစားကခဲသည်ဘွမ်းပြုလုပ်သည် ပြာစာပုံမှန်ဘောတော်ဖြက်သည်ကာယုတတကချီသေးသည်ကြံပိုးရောနောသည် စတန်ကားတဝက် ဒါဆိုဒီစကလုံးတွေနဲ့ပတ်သက်ပြီးတော့လေးလာမသားရတာလွယ်ကူရိုးရှင်းမယ်လို့ယုံကြည်ပါတယ်ဒီစကလုံးတွေနဲ့ပတ်သက်ပြီးတော့မရှင်းတာနားမလည်တာရှိရင်လည်း comment မှာမေးခဲနိုင်ပါတယ်ဒါမှမဟုတ် messenger မှာလာရောက်မေးမြန်းနိုင်ပါတယ်မိတ်ဆွေတို့အတွက်ကျွန်တော်ဗီဒီယိုကအကျိုးရှိတယ်ဆိုရင် မလေးစကက်ပြောအခုပေလေးကို follow လုပ်ခဲ့ပေးကြပါခင်ဗျာအားလုံးပဲနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ဘိုင်ဘိုင်ပါ